င်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင် ပါဝင်နေသောမြန်မာ၃ဦးနှင့်မြောက်ကိုရီးယား၂ဦးစုစုပေါင်းလူပုဂ္ဂိုလ်၅ဦးနှင့်ကုမ္ပဏီတစ်ခုတို့ကို အမေရိကန်က စီးပွားရေးတံခတ်ပိတ်ဆို့အရေးယူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ်၅ဦးနှင့်ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းအမေရိကန်အစိုးရဗန်နာယီဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မြောက်ကိုရီးယားရဲ့ဥပဒေမဲ့လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချိန်ချမှုတစ်ခုဖြစ်နေတာမို့ပါဝင်ပတ်သက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖြတ်သိမ်းချေမှုံသွားမှာပါဟုအမေရိကန်ဗန်နာယီဝန်ကြီးဌာနအကြံဖတ်နဲ့ငွေကြေးဆိုင်ရာထောက်လှမ်းရေးတာဝန်ရှိသူ John K. Harley ကပြောကြားပါတယ်။မြောက်ကိုရီးယား Korea Mining Development Trading Corporation KOMID နဲ့မြန်မာစစ်တပ်အကြားလက်နက်ရောင်းဝယ်မှုတွဲကူချုံ့မွေ့စေရေးအဓိကကွန်ရက်ကြီးတစ်ခုကိုအမေရိကန်ဖော်ထုတ်အရေးယူထားပြီးအမေရိကန်၏အရေးယူမှုသည်မြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုများကိုဟန်တားရန်နှင့်မြောက်ကိုရီးယားအစိုးရအတွက်အရေးကြီးသောရန်ပုံငွေလမ်းကြောင်းဖြတ်တောက်ရန်ဖြစ်ပါသည်။၂၀၂၂ခုနှစ်တွင်မြန်မာနိုင်ငံမှာ Riot Shunling Company Limited ကမြန်မာစစ်တပ်အတွက် KOMID ကုမ္ပဏီနှင့်လက်နက်ဝယ်ယူရေးသဘောတူညီချက်ကိုပထမဆုံးပွဲစားလုပ်ပေးခဲ့ကြောင်း2023ခုနှစ်နှစ်ကုန်ပိုင်းမှစ၍2023ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ကိုမစ်ထံမှလက်နက်များထပ်မံဝယ်ယူရေးအတွက် Riot Shunling Company Limited မှဝန်ထမ်းကျော်သူမျိုးမြင့်နှင့် CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း Riot Shunling မှဝန်ထမ်းများကမြန်မာကိုယ်စားလှယ်အဖွဲ့အတွက်မြောက်ကိုရီးယားဗီဇာရရှိရေးအတွက် တရုတ်နိုင်ငံဘေကျင်းသို့သွားရောက်ခဲ့ကြောင်းသိရပါတယ်။ဘေကျင်းမြို့ရှိကော့ဒ်မင်းမှာလက်ထောက်ကိုယ်စားလှယ်ခင်ယောင်ဂျူကအခြားကိုမစ်ကိုယ်စားလှယ်များတင်မျိုးအောင်ကျော်သူမျိုးမြင့်တို့နဲ့အတူမြန်မာစစ်တပ်အတွက် Riot ရှင်လီမှာတက်စင်ဝေဟင်းပုံးနှမျိုးဝေဟင်းစောင့်ကြည့်ရေးကိရိယာများအပြင်ရောင်းချပေးရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းကော့ဒ်မစ်က Riot ရှင်လီကော်မတီထံသို့ဝေဟင်ပုံလမ်းညွန်ကရိယာနမူနာများကိုစမ်းသပ်သုံးစွဲရက်နှင့်နောက်ဆုံးအယောင်းဝယ်ဖြစ်ရန်ပြည့်အပ်ခဲ့ကြောင်းသိရပါသည်။ မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်နေသော Ryan Shawling Company တွင်အောင်ကိုကိုဦးကကုမ္ပဏီဒါရိုက်တာအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ထို့ကြောင့် Ryan Shawling Company နှင့်ကျော်သူမျိုးမြင့်တင်မျိုးအောင်အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့တန်ခတ်အရေးယူလိုက်ကြောင်း Ryan Shawling Company ကိုကနေဒါနှင့်ဖီတိန်တို့က2024ခုနှစ်အောက်တိုဘာလတွင်၎င်း2023ခုနှစ်ဒီဇင်ဘာလတွင်ဥရောပသမဂ္ဂတို့က၎င်းအရေးယူတန်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ ထို့ပြင်မြန်မာစစ်တပ်နှင့်လက်နက်အယောင်းဝယ်တွင်ပါဝင်နေပြီးမြောက်ကိုရီးယား၏လက်နက်စီစဉ်များတွင်ပါဝင်နေသောမြောက်ကိုရီးယား Korea Mining Development Trading Corporation Company မှ Kim Young Jun နှင့်မြောက်ကိုရီးယားထောက်လန်းရေးဌာနမှ Nam Cham An တို့ကိုလည်းအမေရိကန်အရေးယူတန်ခတ်လိုက်ကြောင်းသိရပါသည်။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမည်ဟုအကြံဖတ်မေးအောင်လိုင်းပြောဆိုပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ရုရှားနိုင်ငံမော်စကိုမြို့မှာရောက်ရှိနေတဲ့အကြံဖတ်မေးအောင်လိုင်းက Tradition Collection Hotel မှာပြုလုပ်တဲ့လူငယ်နှင့်အနာဂတ်မြန်မာသိပ္ပံနှင့်နီးပညာသိပ္ပံပညာရပ်ဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာမြန်မာအနေနဲ့ယူကလီးယားနီးပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ပြောဆိုခဲ့ပါတယ်။ယူကလီးယားနီးပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ယူကလီးယားစွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးတို့အတွက်ဆောင်ရွက်ရမှာဖြစ်ပြီးယူကလီးယားအခြေခံအဆောက်အအုံတည်ထောင်နိုင်ရေးအတွက်လည်းကျွမ်းကျင်တဲ့လူစွမ်းအားအရင်းမြစ်တွေလိုအပ်တယ်လို့မြန်မာနိုင်ငံကပြောဆိုထားပါတယ်။ယူကလီးယားနဲ့ဓာတ်ရောင်ကြီးနီးပညာကိုစွမ်းအင်ကဏ္ဍအပြင်ကျန်းမာရေးစိုက်ပျိုးရေး မွေးမြူရင်စက်မှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာအတုံးချနိုင်ပါတယ်လို့အကြံဖတ်မြောင်းလိုက်ကပြောပါတယ်။နိုင်ငံပြင်ပမှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဟန်ဆောင်ပြောနေပေမယ့်လက်တွေ့မြန်မာနိုင်ငံမှာအကြံဖတ်မြောင်းလိုက်ကောင်းဆောင်တဲ့စစ်တပ်ဟာနိုင်ငံအတွင်းရှိဒီမိုကရေစီအရေးနဲ့စစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ဆောင်နေတဲ့လူငယ်တွေများစွာကိုတပ်ဖြတ်တောင်းဖမ်းဆီးအချင်းချတာတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ကြပြင်းမင်းအောင်လှိုင်ရဲ့စစ်တပ်ဟာနိုင်ငံအတွင်းလူငယ်ခွနတောင်းချော်ကိုမတရားစစ်မှုတမ်းဥပဒေအသုံးပြုပြီးစစ်တပ်ထဲမဝင်မနေရစစ်မှုထမ်းခိုင်းကာရှေ့တန်းစစ်မျက်နှာပြင်တွေကိုတောက်လျှောက်ပို့စာအသေးခံခိုင်းနေတာဖြစ်ပါတယ်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။